မြန်မာတနိုင်ငံလုံးသာမကတကဘာလုံးကဆီမကောင်းကြီးစွာဖြစ်ခဲ့ရတယ်။ဗုဒ္ဓဘာသာရေးရဲ့အထွတ်မြတ်ထရာမနလီမဟာမုနိရုပ်ရှင်တော်မြတ်ကြီးရဲ့ကျောင်းတော်ကြီးရွှေကျောင်းတော်ကြီးထိခိုက်ဆုံးရှုံးမှုတွေရှိခဲ့ရပါလေ။ကျွန်တော်တို့ဗီဒီယိုရိုက်တဲ့အခါမှာမဟာမြတ်မုနိဖျားကြီးရဲ့ပလင်တော်ကြီးအပ်သွားသလားလို့လူတိုင်းကအမေးနေကြတာရှိပါတယ်ဗျ။အခုဒီဗီဒီယိုထဲမှာလည်းတရားကြည့်မယ်ဆိုရင် ကျွန်တော်တို့ပလင်ကအပ်နေတဲ့ပုံစံပေါက်နေတာဖြစ်ပါတယ်တကယ်တမ်းတော့ပလင်ကဘာမှမဖြစ်ပါဘူးဗျမာမုနိဖျားကြီးမှာကျွန်တော်တို့ဒီဟိုလျှက်စစ်မီးမရတဲ့အတွက်ပလင်တော်ကရှေ့ရနေပြီးတော့မှဗီဒီယိုရိုက်တဲ့ချိန်မှာအရေးကြနေတာဖြစ်တဲ့အတွက်ပလင်တော်ကြီးပါအပ်သွားတယ်လို့ထင်တာဖြစ်ပါတယ်မာမုနိကိုတော်ကြီးကိန်းဝတ်ဆံပေရာအကြောင်းတော်ကြီးအောင်မြေရဲ့နောက်ပိုင်းနေသာကျွန်တော်တို့ပြုတ်ကြခဲ့တာဖြစ်ပြီးတော့မှာ တိုင်လုံးနေနဲ့ဂုံးနေအချို့အပ်သွားတာရှိပါတယ်တော်တော်လေးကြီးကြီးမားမားပျက်စီးတာတွေလည်းရှိပါတယ်ဒါပေမဲ့ရုပ်ဘွားတော်မြကြီးရဲ့အုတ်ရှောင်းကစောင်းသွားတယ်ဆိုတာကအုတ်ရှောင်းရဲ့ထိတ်မှာကျွန်တော်တို့ဒါပိုးပြီးတော့ဝိတ်ပါနေတာဖြစ်ပြီးတော့ငလင်းရဲ့ပြင်းအားကလည်းခွန်တက်သမခွန်ဆိုတော့နင်းရဲ့လှုပ်ခတ်မှုဒဏ်ကြီးမားတဲ့အတွက်ရုပ်ဘွားတော်မြကြီးရဲ့အုတ်ရှောင်းကအပေါ်ကဝိတ်များတဲ့အတွက်နှဲ့တာများတဲ့အတွက်အဲဒါစောင်းသွားတာဖြစ်ပါတယ်ဒါကပြန်ပြီးတက်ရတာ အာလွယ်ကူပါတယ်ဗျာဒါပေမဲ့လို့ဟိုအခုဒီမှာအများမြင်နေကြတာကအပေါ်ကမျက်နှာချက်ပြုတ်မကြဘဲဘာကြောင့်ဆောင်းလာလဲလို့ပလင်တော်ကြီးပါအပ်သွားတာလားလို့ဒီအပိုင်းလေးတွေပေါ့လေကျွန်တော်တို့ဒါဘော်ရူးနေ့ကနှစ်ရက်နေ့ကပဲရုပ်ဘောတော်မြကြီးပေါ်မှာ ကျွန်တော်တို့ဒီတုံခါမှုကြောင့်အဲရုပ်ဘောတော်မြကြီးပေါ်ကရှိတဲ့ဖုံတွေကတင်းနေတာဖြစ်တဲ့အတွက်ဒါဖုံမှုတ်ဆက်နဲ့ကျွန်တော်တို့ဖုံဆုပ်ဖုံမှုတ်ဆက်နဲ့ပေါ့လေကျွန်တော်တို့မှုတ်ထုတ်ပြီးတော့ဗာ ဒါရုပ်ဘောတော်မြင့်ကြီးပေါ်မှာရောင်တော်ဖွင့်တန်ရှင်ဂောဘကအဖွဲ့နဲ့တာဝန်ရှိလူကြုံရေးအဖွဲ့တွေဆောင်ရွက်နေကြတာဖြစ်ပါတယ်ဗျဒါကကျွန်တော်တို့ဒီဆောင်ရွက်နေတဲ့အချိန်မှာလည်းဗီဒီယိုမှတ်တမ်းတွေရိုက်ကူးနေတာဖြစ်ပြီးကျွန်တော်တို့လည်းဒါဖျားဘူးရောက်ခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဝင်ပြီးတော့ဒါဂောဘကတွေနဲ့ကျွန်တော်တို့လုပ်ငန်းကိစ္စလေးဒီပြောစရာရှိလို့ကျွန်တော်တို့သွားရင်းနဲ့ဒါကျွန်တော်လည်းကြုံတော့ဝင်းဖူးရင်းနဲ့လာရိုက်ခဲ့တာဖြစ်ပါတယ်နောက်တစ်ခုကမာမုနိဖျားကြီးရဲ့ ပတ်ဝန်းကျင်ပေါ့လေမဟာမုဏိဖျားကြီးရဲ့အရှိမြောက်ထောင်းကိုရောက်တဲ့ခါကျတော့ကျွန်တော်အဲ့နာလေးမှာတိုက်ကလေး၄ငါးလုံးလောက်ဗျူးနေတာရှိပါတယ်ဗျရှိတဲ့ခါကျတော့ဒီတိုက်အောင်မှာလူတွေပြိပြီးတော့သေးနေတယ်လို့အဲပုတ်စော်တွေနန်းနေတယ်လို့ဟိုကျွန်တော်တို့အဲ့နာဖြတ်သွားတဲ့လူတွေကထင်ကြပါလိမ့်မယ်တကယ်တမ်းတော့မဟုတ်ပါဘူးငလျင်လုတ်ပြီးတဲ့နောက်ပိုင်းမှာငါးတွေအများကြီးတောင်းချီပြီးတော့အကောင်ကြီးတောင်းချီပြီးသေတာဖြစ်တဲ့အတွက်အဲ့ငါးတွေကိုကျွန်တော်တို့ ဟိုဖျားကြီးကိုဘကအဖွဲ့ရဲ့အစီအမံမှုနဲ့ဒါကျွန်တော်တို့ဝန်ထမ်းတွေကနေပြီးတော့မှဒီငားတွေကိုဆက်ယူပြီးတော့ဘောလုံးဝင်းထဲမှာကျင်းတူးပြီးတော့မြုပ်တာဖြစ်ပါတယ်မြုပ်တော့ကျွန်တော်တို့ဒါအာမြေထဲမှာမြုပ်ပြီးမဲ့လို့လေကျွန်တော်တို့အနံလေးထွက်လာတဲ့အတွက်ထုံးအိတ်တွေအများကြီးဝယ်ပြီးတော့ကျွန်တော်တို့အပေါ်ကနေပြီးတော့အနံပြောက်အောင်လို့ဖြူးတယ်ဖို့တယ်အလုပ်